မြန်မာနောက်ဆက်တွဲငလင်ဟာမနေ့ကပဲစိုးရင်ဘက်ကိုပြန်လေရောက်ရှိသွားပါပြီမနေ့ကဆိုရင်အင်အားလေးရသမအထက်၄ကြိမ်လှုပ်ခတ်သွားတာဖြစ်တဲ့အတွက်အမေရိကန်ဘူမိဗေဒနဲ့ငလင်လေးလာရေးကော်မတီဖြစ်တဲ့ USGS ကလည်းမြန်မာနောက်ဆက်တွဲငလင်ရဲ့ပြင်အားလှုပ်ခတ်နိုင်စွာဟာစိုးရင်ဘက်ကိုပြန်လေရောက်ရှိသွားပြီဖြစ်ကြောင်းကြေညာထားတာလည်းဖြစ်ပါရဲ့ ထိုင်းမိုးလဝသသတင်းဌာနကိုကိုးကားပြီးတော့မိုးလဝသပညာရှင်ဦးဝင်းနိုင်ကလေအပီလာ၁၄ရက်နေ့ကလောက်ကပ်ခဲ့တဲ့နောက်ဆက်တွဲကလင်ငယ်များတင်အား၄ရက်သမအထက်၄ချိန်ရှိခဲ့ကြောင်းကိုအသီးလင်းထုတ်ပြန်ထားတာလေးဖြစ်ပါရယ်ငလင်ဟာလုံးဝကိုကြိုတင်ခတ်မှတ်လို့မရဘူးဆိုပေမဲ့အားလုံးလေမိဘပြည်သူတွေတွေ့ပြီးသားဖြစ်မှာပါငလင်နဲ့ပတ်သက်ရင်တချို့သောဟိုးကိန်းတွေကအပိအချကိုမှန်ကန်နေတာပဲဖြစ်ပါရယ်အထူးသဖြင့်တစ်တော့ပေါ်မှာခေစားနေတဲ့ဂျွန်းဆိုတဲ့အကောက်ရဲ့ သူ့အနေနဲ့ငလင်ခံမှန်းချက်တွေကအင်မတန်မှရက်နှစ်တဝါအတိအကျလုံးနာဖြစ်တဲ့အတွက်တနိုင်ကလုံးဝပြည်သူတွေကသူ့ကိုအံ့ဩခဲ့ရပါတယ်ဒီကနေ့မှလေးဂျုံရဲ့ငလင်နဲ့ပတ်သက်ပြီးဂျိုသင်ဟိုဂိန်းတွေကိုပရိသတ်တွေကိုပြန်လည်တင်ဆက်ပေးပါမယ်2025လီလာပိုင်း23ရက်နေ့မှာမြောင်းနေကမာရှိတဲ့မြို့တိုင်းနဲ့မလေးရှားမှာရှိတဲ့မြို့တိုင်းငလင်လောက်ကချင်းဖြစ်ပွားမယ်လို့ဂျိုသင်ဟိုဂိန်းထုတ်ထားပါတယ်ကမ္ဘောဒီးယားဖိလစ်ပိုင်ထိုင်းလာအိုနဲ့ နိုင်ငံပေါင်း၅နိုင်ငံလုံးဟာအချိန်လေးမှာမြန်မာစံတော်ချိန်12:22မိနစ်မှာဖြစ်ပါမယ်။မွန်လွေပိုင်းမှာငလင်ဟာအလုံးပြင်းထန်လိမ့်မယ်။လူများဟာတနေ့တာအတွင်းအထက်မြေအဆောက်အုံများမှာမနေသင့်ပါဘူးလို့ဆိုထားတာပဲဖြစ်ပါရည်။အပြင်ဘက်မှာလုံခြုံစွာနေရန်ယူဆိုင်ပါ။ဒီနေ့အတူအရေးကြီးသောအရာများကိုယူပြီးလောကနေစဉ်အဆောက်အုံများမှာထွက်ပြေးပါ။ရောင်းနိုင်ငံမှာဆိုရင်ရန်ကုန်ကအထိနာလိမ့်မယ်ဆိုပြီးတော့ကြုံတင်ဟိုးကိန်းထုတ်ထားလိုက်ပြန်ပါပြီ။ဒါကြောင့်မလို့ဂျီသူရီအနေနဲ့ င်္ဂလိပ်ဆိုတာကျိုးသိခံမလို့မရပါပဲတချို့သောဟောကင်းတွေကအတိအကျကိုမှန်ကန်နေတတ်ပါ रे တိုက်ဆိုင်ဒါလာဘာလာတော့မသိဘူးဒါကယုံကြည်လို့လေးရတယ်လို့သတိဆိုတာပူတည်မရှိတာဖြစ်တဲ့အတွက်ကျိုးသိပြင်ဆင်ထားပါမြန်မာနိုင်ငံရဲ့မြင်းကလေးသတင်းများစင်တာဟာလေငလင်းနဲ့ပတ်သက်လာရင်သူ့ရဲ့ဟောကင်းတွေကတော်တော်လေးကိုတိကျလွန်းတာဖြစ်တဲ့အတွက် Facebook ပေါ်ကမြန်မာနိုင်ငံမြင်းကလေးသတင်းများစင်တာကို follow လုပ်ထားဖို့တော့အရေးပေါ်ပဲတိုက်တော်ပြစီနော် မလို့တာမုံတိုင်းတရင်ကိုဆက်လက်ပြီးတင်ဆက်ပေးပါမယ်။ဘင်္ဂလားပြည်လောမလီဗီးယားနဲ့ရန်ဝန်ဟာအာရုံသွားပြီဖြစ်ကြောင်းအိန္ဒိယမလို့တာကထုတ်ပြန်ထားပါရီ။ဒါကြောင့်မလို့နောက်လေးရက်အတွင်းမှာရန်ဝန်နိုင်ငံမှာမိုးအကြီးကြီးမိုးရွာသွန်းနိုင်ပါရီ။အခုဆိုရင် ARR တိုင်းမှာဝင်လာတဲ့တိမ်တိုင်းများကြောင့်ရန်ဝန်ရဲ့ဘကူဘက်မှာမိုးများနိုင်မယ်ဆိုပြီးတော့မလို့တာပညာရှင်ဦးဝင်းနိုင်ကအရေးပေါ်ပဲပြည်သူတွေကိုခံမှန်ပေးထားတာကိုလည်းတွေ့ရပါရီ။ အဲ့ဒီမိုးတိမ်တိုက်တွေဟာမိုးမြင်းနဲ့ကရင်ပြည်နယ်ပဲခူးကြိုင်အနောက်ဘက်ခြမ်းနဲ့နေပြည်တော်ဘက်ကိုတိမ်တိုက်တွေဆက်လက်ရွေ့လျားမှာဖြစ်တဲ့အတွက်နောက်နှစ်ရက်သုံးရက်တွင်အဲ့ဒီနေရာတွေမှာမိုးကြီးနိုင်အကြောင်းကိုဘုလိုသားပညာရှင်ဦးဝင်းနိုင်ကခံမှန်းခဲတာလေးဖြစ်ပါရယ်ဗျာဆက်လက်ပြီးဦးဝင်းနိုင်ကမိုးလွန်များနိုင်တဲ့ငလင်တန်းတဲ့ဒေသတွေကတော့အေပီလာ7ရက်နေ့14ရက်နေ့15ရက်မြတ်တွင်နေပြည်တော်ပဲခူးကြိုင်တောင်ကိုစွာထန်းသမင်ပဲခူးရှိဒီဘကူအနောက်တို့မှာ24နာရီအတွင်းမိုးရေကျိန်30မီလီမီတာနဲ့အထမိုးထစ်ချုံ မိုးများတဲ့အကြောင်းကိုဦးဝင်းနေကဆိုထားရပြီဖြစ်ပါရယ်။ဂရင်းတန်တဲ့မန္တလေးတိုင်းစကိုင်းတိုင်းတို့မှာ24နာရီအတွင်းမိုးအကြိမ်30မီလီမီတာအောင်မိုးတင့်တင့်မှမိုးများတဲ့အကြောင်းကိုဆက်လက်ခံမှန်းပေးထားတာကိုလည်းတွေ့ရပါရယ်။အေဗီလာ7ဝင်းနေ14ရက်နေ့စကိုင်းများတွင် ်လင်းတန်ကိုဆွေရဆာမခံရတဲ့တိုင်းနယ်ပြည်နယ်များဖြစ်တဲ့ချင်းပြည်နယ်၊ကယားပြည်နယ်၊မကွေးတိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ24နာရီအတွင်း30မီလီမီတာနဲ့ထက်နေရာကျကျမှမိုးများတဲ့အကြောင်းကိုအဝေးနိုင်ငံဆက်လက်ပြီးတော့ခံမှန်းပေးထားတာပဲဖြစ်ပါရဲ့ဗျာ။ဒါကြောင့်ပြည်သူတွေမလို့သာတဲ့တဲ့တွေကိုစဉ်ဆက်မပြတ်နားဆွင့်ကြပါနော်။